ချမ်းအောင်ပါဟဲ့လန်တော့လမ်းမကြောင်မကြောင်မကြွက်ကြည့်နေတယ်လဲသူကလေဟိုကိုပြောမဲ့စကားတွေခါပြောတာကိုလည်းအံ့ဩပြီးကြည်နေတာပေါ့မှင်တက်နေတာပေါ့နော် ဩအဲ့ကွာစဉ်းစားတာဩတိုက်ဆိုင်မှုတွေဆိုတာအများကြီးရှိတယ်ဆိုတာလေးလက်ခံလိုက်တာငုံချမှုရှိလားဆိုတာအမအမလေးရဲ့အဲ့ဒါအမတို့ပြောလို့မရတကယ်ရှိညာလေးနော်အပြင်မာလေးပရာရော့ကဆိုတာရှိနေတာကြောင့်ဟိုမယုံကြည်လို့လည်းမရအောင်အာယုံကြည်လက်ခံတာလက်ခံရတာပေါ့နော်အဲ့ဒါမျိုးလေးလေး ါကြတော့လေဟိုမကတော့ဝင်ပူးတာတော့အမတွေ့ရပေါ့နော်ဒါလည်းကိုလည်းဖတ်မောင်းဆိုကုပေးနေမှာဒါမြင်သွားတယ်ဆိုတော့ကိုလောကမဲ့နေရာမှာသူဝင်လာတဲ့ခါကျတော့ကိုကနောက်ဆုတ်ပေးလိုက်တာလေနောက်ဆုတ်ပေးရဆိုတာလန့်သွားတာကိုလည်းသူဘာတွေပြောမလဲဘာတွေဖြစ်မလဲဆိုကိုလည်းတောင်တောင်ကြည့်နေကိုလည်းရှင်နေတုံမှုတော့သူမမှန်ဆိုလို့ရှိရင်အဲ့နေရာမှာကိုလောကမှာလေကိုမလုံးနိုင်သူ့အကြည့်ကိုကမျက်ရည်တွေဝဲနေတာ ဒါ तू อ่ะဝင်ဘူးတော့ဆိုတော့ကိုပြောမယ်စကားနဲ့ तू ပြောမယ်စကားနဲ့တထက်ထဲဖြစ်နေရအဲ့ဒါအန်အောဟာငါပြောမယ်စကားတွေ तू ဣတိမီပြောဟာဆိုတော့လေ तू ကြည့်ပြီးအန်အောပြီးတော့ကိုလဲဝမ်းနေတာဗောနော်အဲ့လိုမျိုးတော့ခံစားရတယ်ဒါလည်းလို့ तू ပြောပြောအကုန်လုံးပြောဟာတာ तू ပြောမယ်ဟာတွေဒီ तू ပြောမယ်ဟာတွေအဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့ဟဲ तू လာอยู่လာဒါဆိုအော်လို့ဒါလဲလေတချို့ဆိုလို့ရှိရင်အပြင်မှာလူတူမရှာနေမဲ့တူမရှာဆိုတာလေအဲ့လိုမျိုးပဲဗောနော်ဒါလည်းအဖြစ်ပြက်ပြက်က ဟိုသွားတူတယ်တိုက်ဆိုင်မှုရှိတဲ့ခါကျတော့ဒါသူလည်းဝင်ပူးတာမဝင်ပူးတာနေမှာပေါ့နော်ဝင်ပူးသူဖြစ်ချင်တာလေးသူပြောတာပေါ့အဲ့လိုမျိုးဒါလည်းတိုက်ဆိုင်မှုလေးပါပဲဟုတ်တယ်ပထမဆုံးပဲအလန့်သွားလမ်းမကြောင်မှာကြောင်မျိုးကိုကြည့်နေတယ်လဲသူကလေဟိုကိုပြောမဲ့စကားတွေခါပြောတာကိုလည်းအံ့ဩပြီးကြည့်နေတာပေါ့မှင်သက်နေတာပေါ့နော်ဟိုအဲ့ကိုကစဉ်းစားတာဩတိုက်ဆိုင်မှုတွေဆိုတာအများကြီးရှိတယ်ဆိုတာလေးလက်ခံလိုက်တာ ကျေမှုရှိလားဆိုတော့အမညီမလေးရဲ့အဲ့ဒါအမတို့ပြောလို့မရတကယ်ရှိညာလေးနော်အပြင်မလေးပရရော့ကောက်ဆိုတာရှိနေတာကြောင့်ဟိုမယုံကြည်လို့လည်းမရဘူးအာယုံကြည်လက်ခံတာလက်ခံရတာပေါ့နော်အဲ့ဒါမျိုးလေးလေရှင်နေတုံနေတာရှင်နေတုံနေတာအော်အဲ့လိုမျိုးစိတ်မကောင်းနေဖြစ်နေရလေကိုကသေယုတ်ဆောင်လေကိုကလုံရပြီမဒါ तू ကတကယ် तू ခံစားချက်ကို तू တာပြောနေတဲ့ခါကျတော့ तू ဘဝကိုတနာတာ तू ဖြစ်တာကိုတနာတာတနာပြီးတော့အော် तू ဒီလိုဘဝမျိုးနဲ့နေနေပါလား မကြွမလို့ရတဲ့ဘဝကြီးကိုစဉ်းစားကြည့်ပါမိရဲ့အမတို့လည်းဒါမျိုးမတွေးရဘူးလေသူအဲ့ဒါကြီးကိုရောက်နေတဲ့ဟာကြောင့်သူ့တနာတာအဲ့ဒါဟိုတိုက်ဆိုင်မှုပေါ်မြည်အဲ့လိုမျိုးဝင်ပူးတာပေါ့အဲ့လိုပခါကြတော့အမတို့အမြတန်းတော့အမပေးဝယ်လိုက်တယ်ကိုလုတ်ခဲ့တဲ့ကုသကောင်းမှုတွေရပါပေါ့နော်ရတာမရတာတော့ကိုလည်းမသိဘူးပေါ့နော်ကိုလုတ်ခဲ့တဲ့ကုသကောင်းမှုတွေကိုရှေ့ရင်ဘဝလုတ်ခဲ့တဲ့ကုသကောင်းမှုနဲ့ယခုဘဝလုတ်ခဲ့တဲ့ကုသကောင်းမှုကိုသူ့တော့အမြတန်းပေးဝယ်ရတာမရတာတော့မမသိဘူးပေါ့အမလုံနိုင်တာလေးတော့လုတ်ပေးလိုက်တယ်ဒါကလည်းသူ့ဘဝအတွက်အရန်တနာဖို့ကောင်းတယ်ဘာလို့ဆိုတော့အမတို့ကကြတော့ ဟိုကိုတော်စဉ်းစားလိုက်တဲ့အချိန်မှာငါအဲ့လိုနေရာရောက်သွားရင်ဘယ်လိုလုပ်မလဲဆိုတာယူအရန်ကြောက်သွားတာသူလဲလေကိုလဲကြောက်သွားတာငါကအဲ့လိုမျိုးဘွားကြီးမျိုးရအဲ့လိုအဲ့လိုအဲ့လိုမျိုးပေါ့နော်အမလီရရန်ကြောက်တယ်ကြောက်တယ်ဆိုတာလေပူလောင်နေမှာလေသူဘွားမဲအေးချမ်းလေနော်အဲ့လိုမျိုးဖြစ်ပါစေနဲ့အဓိကကတော့မိရဲ့ဟိုမြစ်တာဆိုတာကိုမြစ်တာမှမဟုတ်ဘူး။ तू ကပြောမဲ့ဆိုလို့မြစ်တာငယ်တဲ့ခလေးတယောက်လိုပဲသိလား။ ူအမြတမ်းလိုချင်တာလေပြောမယ်ဆိုတော့ဒါမှရိုးရိုးရှင်းရှင်းလေးပြောတာပါမနားမလဲလို့လေနော်သူအမြတမ်းလိုမဲ့သူကြွချင်တယ်အလုပ်ပြီးမဲ့လူမျိုးရှိတော့သူဒီဘဝမှာနေနေရတယ်မမမှတ်ယူတာမသိတဲ့လောက်ကိုမပြောတာပေါ့နော်ဒါသူ့ဘဝမှာလဲဒါသူ့ရဲ့အထုံရေဆက်သူဘာတွေလှုပ်လာလဲသူဘာကြောက်ခံနေရလဲဆိုတာဒါသူသူမှတပါသူမှမသိဘူးပေါ့နော်လက်ရှိကတော့သူအဲ့လိုမျိုးလေးပေါ့ပိုလဲလုတ်ဝေးနိုင်တာလေးကိုလုတ်ပြီးလဲတလောက်ပါပဲနောက်ရက်ရက်ကြီးရောမှကျွမ်းမှုဖြစ်သွားတယ်ချောင်းမှုမိပါပဲချောင်းမှုမိပါပဲ အမှန်တမ်းပြောရင်တော့အမမြန်နန်းတဲ့ကမှာအများကြီးမပါဘူးမပါဘူးပေါ့နော်ဘာဆရာကျော်ရင်ကျော်သမီးအိမ်လာအဖြစ်ပြပအောင်ဆိုမှသွားရိုက်တယ်အမအခုလောမှာရိုက်တာအာ၃လင်းလောက်ပဲရှိသေးတယ်ဘာလို့ဆိုအရှိခန်းကြီးရိုက်တာအမမပါဒီနောက်ပိုင်းလေးမျောက်ရအမပါလိုက်တာအဲ့ဝင်ပါတဲ့ချိန်မှာပဲအဲ့လိုဖြစ်တော့ကိုလက်လက်သွားမရှိပါဘူးညီမလေးမရှိဘူးဘာလို့လဲဆိုတာဒါကတော့ဟိုဘယ်လိုခေါ်မလဲစိတ်မကောင်းစရာလေးတစ်ခုပါပဲမကြောက်ပါဘူးမှ ဝန်းနေရဆိုတာမျိုးကဘာဝန်းနေတာလဲဆိုလို့ရှိရင်အမကိုချင်းစာလိုက်တာတခြားကြဝန်းနေတာမဟုတ်အမကိုချင်းစာငါသာအဲ့နေရာမှာဆိုရင်အဲ့လိုလေးတွေးလိုက်တာဝန်းနေသွားတာသူကဘာကြောက်ဒီဘဝကိုရောက်သွားလဲဆိုတာမျိုးသူအဲ့လိုပြီးရိနစ်ခံရတာလို့ဘာလို့ပေါ်ဆိုတာခါဒါဘဝသူ့အတွက်မကောင်းလေနော်အဲ့ရန်ဒီ तू မကျွတ်မလုပ်ဘူးဆိုတာ तू ဘလောက်တောင်မှတန်တရာဘယ်နှစ်ရှိနေပြီလဲမသိဘူးလေနော် तू ဒီဘဝကြီးမှာခံစားနေရ ဒါအမတို့ကြုံကြိုက်တဲ့အချိန်လေးမှာသူဝင်ပူးတယ်ဝင်ပြောတယ်ဒါအမတို့ကအဲ့လောက်ပဲသိတာလေသူဘယ်လောက်တောင်နေနေရလဲမသိအဲ့ဘဝမှာအဲ့လိုခါကြတော့မတို့ကတွေးအမတွေးလိုက်တယ်အမရဲ့အတွေးတီငါသာဆိုအဲ့နေရာမှာဒီလိုကြီးဘလို့တွေဖြတ်သန်းမလဲဆိုတော့အမဝန်းနေသွားတာကြောက်သွားတာအဲ့ဒါပဲသူကစိတ်မကောင်းဖြစ်သွားတယ်အဲ့ဒါပဲတော်တော်အများကြီးရတော့ရရရရရဆိုတာလေမအမှန်တိုင်းပြောလို့ရှိရင်မငငယ်တုန်းကတော့အဲဖះရှခိုးရေလေဒါမှန်သောစကားပြောတာ အဲကိုလိုချင်တာကြီးဆူတောင်းတာနော်အာကားလိုချင်တယ်အိမ်လိုချင်တယ်အဲအလုပ်တွေကားတွေရိုက်ချင်တယ်အခုဆိုအဲ့လိုဆူမတောင်းတော့ဘူးအမသည်ဘာဆူတောင်းလဲလို့ရှင်အမဖះဆွန်တော့ကတ်လို့ရှင်လေတုခိတာတုခိတာဝင်းနေရတတ်တော်အာလုံးတော့တတ်တာလောတင်္ခရာဩဃာတာလောကပေါ့နော်တဦးတယောက်မှမကြံအောင်သူတို့ကရည်စူးတော့အမလှူပေးတယ်အဲ့အတွက်ကြောင့်အားလို့ရဲ့မြတ်တာများပေးသနာပါအဲ့ရဲ့အမြတမ်းကိုသူတို့ကိုစားကိုကလှူပေးတာလေနော်သူတို့အတွက်ကိုကလှူပေးတဲ့အတွက် ဘယ်လိုခေါမလဲဆိုတော့အမကုသိုလ်အများကြီးရမှာလေအမလိုတာဆူတောင်းအမကုသိုလ်တစ်ခုပဲရခြင်းမရအမလောဘနဲ့ဆူတောင်းတာလေဟိုလိုချင်တာဖះမှာဖះဆုံးတော်လေးကက်ပြီးအမဆူတောင်းတာအခုဆိုမှအဲ့လိုမလုပ်တော့ဘူးဒီအားလုံးတက်တုကိတာတုကိတာဝင်းရအားလုံးတက်ကိုရည်စူးပြီးတော့ဖះမှာလှူပေးတာအဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့အမကလူလဲကြတာပေါ့နော်အဲ့တဲ့အခါကျအားလုံးရဲ့မြတ်တာကိုလည်းအမရရတယ်အများကြီးရတာပေါ့ကုသိုလ်ကောင်းမှု သိရမလားကိုတခုတည်းဆူတောင်းလို့ရှိရင်ကိုပဲရတာလောဘကြီးရလေဟာဟိုကားစီးရပါလို့ရကားကြီးရရပါလို့ရတဲ့မလားအင်းဒီလိုချင်တာဆူတောင်းတာငငယ်တော့မသိခင်ရအခုတော့အဲ့လိုမလုပ်တော့လူရဆနာတွေပြည်ပါစေလို့အလုံးရဲ့မြတ်တာများပေးပါသူတို့တက်ကိုထူထမ်းပေးထားပဲကိုတက်ကိုမလုပ်တော့အဲ့ဒါကြတော့အမတို့သူ့ရဲ့ history ကိုအမလိုက်လို့မရအောင်သူကဟိုသူအဲ့နာလေးပဲဝင်ပူးတဲ့အချိန်လေးပဲအဲ့ဒါလေးပဲသူပြောတာဆိုတော့ဟိုပြောတာကတော့သူအမြတမ်းလှုပ်ပေးပါပေါ့နော်သူကြွချင်တယ်အဲ့လိုမျိုးပဲသူလက်ရည်နစ်ပြီးတော့တတ်ခံရလို့သူပြောတဲ့အခါကျတော့ အော်အဲ့လိုမျိုးလေးကိုလေအညာတန်းပေးလိုက်တာအေးပေါ့အဲ့လိုမျိုးလေးပေါ့အမတို့ဒီဇလန်ထဲမှာလည်းအဲ့လိုပဲလေးဆိုတော့ခါကြတော့သွားတိုက်ဆိုင်လာတိုက်ဆိုင်ဝင်ပူးတာသူလည်းအဲ့လိုရှင်နှစ်သက်ခံဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဝင်ပူးတာဆိုတဲ့ခါကြတော့ဒါတိုက်ဆိုင်မှုမလို့လေသူလည်းဒါဝင်ပူးတာပေါ့နော်အဲ့လိုမျိုးခါကြတော့အမအညာတန်းလေးပေးလိုက်တယ်ဟိုကျွတ်တာမကျွတ်တာဒါသူကန်တာပေါ့နော်ဟိုလုတ်ကိုကိုကိုယ့်ရဲ့စိတ်လေးကတော့လုတ်ပေးလိုက်တာပေါ့